ထွင်သမားတွေလည်းပြောတယ်ဗျထွင်သမားတွေပေါ့နော်ကျွန်တော်ကတော့၄6လေးနှစ်ထွက်မှထွင်လိုက်လို့ခိုင်းထားတာပေါ့နော်ထွင်ရတော့ထွက်မယ်ဆိုလည်းထွက်လို့ရနေပြီပေါ့ဘာလို့ဆိုတော့6လေးနှစ်မဟုတ်ဒီမှာ၄6နှစ်ဒီမှာ2 4 6သူ့ရဲ့ပတ်လည်တွေပဲထွက်နေတာပေါ့နော်အဲ့မှကြောင့်ထွင်ထုံးမယ်ဆိုလည်းဒီကျန်တဲ့ဆက်နဲ့ချင်းထိုးကြပေါ့6လေးနှစ်တဲထွက်ရင်တော့သူထွင်ထိုးလို့ကောင်းတယ်လို့ကျွန်တော်တင်ပေးထားတဲ့ ဟိုကျွန်တော်လည်းဒီလောက်မလေးတာခင်ပြောထားတဲ့သူစကားလေးရှိလို့ပေါ့နော်တချို့လည်းအဲ့ဒါလေးတွေကိုမှတ်ပြီးတော့အဲဒီနှစ်လေး6ပတ်လည်းထိုးနေတာလို့အဲ6လေးနှစ်ကိုလိုက်ထိုးနေတဲ့သူတွေလည်းရှိတယ်ကျွန်တော်အပေးတဲ့ဖန်မှန်လေးပေါ့နော်ဒီမှာလည်းကျွန်တော်တို့တခါတိုင်းနဲ့ခွာလေးဒါလည်းကျွန်တော်ပြနေကြလိုက်မယ်အဲ့တော့သူ့ရဲ့နောက်တစ်နှစ်မှာနောက်တစ်နှစ်မှာဟိုလေးထိပ်တစ်ချိန်နဲ့ကြာတာလို့ အရှိပိတ်တဲ့ချိန်နဲ့ပိတ်တာတို့အဲ့ဒါတွေကတော့ထားလိုက်တော့เนาะအဲအလိုရင်းကကျွန်တော်တို့20ချိန်မှာ61ပါပါကွာနှစ်ပိတ်မှာ3ညထိပ်ရိုက်တယ်အဲ့3ညဒီသူ့ရဲ့နောက်တစ်နှစ်မှာအတိကျရိုက်မှဆိုရင်3ညထိပ်4ကတီတီထွက်တယ်ဒါပရမတ်တစ်ခါထွက်တယ်နောက်တစ်ခါဒီမှာထွက်တယ်ဒါနှစ်ခါမြောက်ထွက်တယ်3ခါမြောက်ကတော့ဒီမှာထွက်တယ်နောက်ထပ်4ခါမြောက်ကတော့ဒီမှာထွက်တယ်အတိကျထွက်ရင်4ခါပဲထွက်တာပေါ့နော်အဲ့ဒါကနှစ်ခါထွက်ပြီးရင်ကျွန်တော်တို့စုံမယ် line ကိုဒီမှာ ဒီကဏ္ဍပေါ့နော်ဒီကဏ္ဍလေးကိုပြမယ်ပြကြရင်ဒါပထမတစ်ကက်ဒုတိယကက်ဒီမှာတခါတိုင်းခွာလေးသူ့ရဲ့နောက်တနည်းမှာလေးထိပ်ဒီတစ်ချိန်မဲ့ထွက်တယ်ပေါ့ဗျာရှစ်ပိတ်တစ်ချိန်မဲ့ပိတ်တယ်20တစ်ချိန်မှာ80ဘာဝါခွာတယ်နှစ်ပိတ်မှာ3ညတဲ့ကြီးတဲ့တစ်ထိပ်လို့ရိုက်တယ်အဲ့တစ်ကိုသူ့ရဲ့နောက်တနည်းမှာတစ်ထိပ်လေးကထွက်တယ်ဒီမှာတစ်ချိန်ထွက်တယ်ပေါ့နော်အတိကျထွက်ရင်၄ချိန်ထွက်တယ်နော်၂ချိန်ဒီမှာထွက်တယ် အဲနှစ်ကြိမ်ထွက်ပြီးသူ့အောင်မှာထွက်မဲ့ဒီကနန်းကိုပြကျင်တာပေါ့နော်နောက်ထပ်ကတော့ဒီမှာ3ကာ4ကာဒီမှာတိတိထွက်တယ်ပေါ့နော်အဲဒါနေမှာကျွန်တော်တတိယကတိခါတိုင်းခွာလေးပေါ့နော်သူရဲ့နောက်တနေ့မှာဒါ၄ထိပ်တစ်ကြိမ်ပဲထွက်တယ်၈ပိတ်တစ်ကြိမ်ပဲထွက်တယ်22ကြိမ်မှာ83ပါဝါခွာတယ်နှစ်ပိတ်မှာ3ည1နှစ်ဆိုပြီးစီနီယာဆော့တယ်ဟုတ်ပြီနော်အဲဒီတော့နှစ်ဒီကျွန်တော်တို့ဒီဘက်နှစ်မှာထွက်ရင်၄ကြိမ်ဒီထွက်နိုင်တယ်ဆိုဒီမှာတစ်ကြိမ်ထွက်သွားပြီနောက်ထပ်ဒီမှာတစ်ကြိမ်ထက်ထွက်လာပြီအဲဒီတော့သူ့အောင်မှာထွက်မဲ့ကနန်းကိုကျွန်တော်တို့ကအကွက်ရွှေ့ပြကျင်တာ ဒီထဲမှာလည်းထွန်ရှိတယ်ကိုဘာလားလဲအခုပြတဲ့ site ထဲမှာလည်းထွန်ရှိတယ်ဒီတခါတိုင်း quality ရိုက်လို့သူ့ရဲ့တနေ့ကြော်မှာနှစ်ပိတ်ကသူ့ရဲ့ဘေးနေကနှစ်ပိတ်ကသုံးညထိတ်ကိုနောက်တနေ့မှာသုံးညထိတ်နှစ်ခါထွက်ပြီးရင်သူ့အောင်မှာထွက်တဲ့ကနန်းကားတဲ့သူကနေပြီးတော့အဲ့ဒါလည်းကျွန်တော်ပြထားတဲ့ဖရိတ်နဲ့ပြရင်ပိုကောင်းမလားမသိဘူးဖရိတ်ကိုထောက်တာလေးပါလေးရဲ့ဗျအဲဖရိတ်ကိုထောက်တာလေးထားပါတော့လေးဒါလောလောဆယ်အကြီးပဲပြပါမယ်သူကနေပြီးတော့ဗောနော် သူကနေပြီးတော့တဲ့ကျွန်တော်ရေးကြည့်လိုက်အောင်လေးနှစ်ချာမှတ်တယ်နော်တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ချာဒီမှာတစ်ရှင်ငါပေါ့နော်ဒီတစ်ရှင်ငါကိုငါတစ်ရှင်ငါရှစ်တဲ့လို့ထွက်တယ်အဲ့လိုထွက်တဲ့နေရာမှာသူ့အောင်မှာကိုးထိတ်ကပုံသေးအဲ့သူ့ရဲ့မြင်းကုံမှာပရိတ်ကိုကပုံသေးဒီစောင်းသုံးလုံးကကိုးငါလေး round ထောင်တယ်လေးချက်ငါနဲ့ချိန်ရတယ်ခုပွဲမှာအဲ့ပါကဦးဆန်းလုံးတော့ကျွန်တော် တော့ခံပြီးမှလာမေးတဲ့သူတွေတော့ပြောပေးတဲ့ဟာရှိတယ်နော်ကျွန်တော်ဒီဘက်ထိုးပေးတဲ့ခဏအဲ့မှာဒီ946ပေါ့946ပေါ့နော်946ထောင်းတယ်9ပြိတ်ထွက်တယ်သူ့ရဲ့တပင်ကျော်ကဒီ358ကိုအဲ၃ညထိတ်နှစ်ခါကြပြီသူ့အောင်မှာလိုက်ထွက်တယ်လို့လည်းထင်လို့ပေါ့နော်အဲ့မှာကြောင့်ဒါ98ဒီကိုပြတာဒီမှာဆိုရင်လည်းကျွန်တော်တို့ကဒီတခါတိုင်းခွာလေးသူ့ရဲ့နောက်တစ်နေ့မှာနှစ်ပြိတ်ကတစ်ထိတ်ကိုသူ့ရဲ့နောက်တစ်နေ့တစ်ထိတ်နှစ်ခါထွက်တယ် ထွက်ပြီးတာနဲ့သူ့အောင်မှာထွက်တဲ့305နှစ်ကတနှစ်နှစ်နှစ်3နှစ်4နှစ်ကျော်ကလာခဲ့တယ်ကောသူ့အောင်မှာကိုထိတ်ကြီးရပုံသေးသူ့ရဲ့မြင်းကောင်မှာဗရိတ်ကိုလည်းပုံသေးဗရိတ်ကိုကိုထိတ်ပေါ့နော်အဲ့တော့ငါးကိုလေးနဲ့ဇောင်းပေါင်းချင်းရှစ်ဖြစ်တယ်အဲ့ရှစ်တရားလည်းအများကြီးရှိသေးတယ်ဟုတ်ပြီနော်ရှစ်ကလည်းကျွန်တော်ပြပေးရအောင်မလားရှစ်ကကျွန်တော်တို့တခါတိုင်းခွာလေးရိုက်တယ်လေးထိတ်ကြီးတစ်ချိန်ပဲထွက်တယ်သူ့ရဲ့ဇောင်းမှာခွာရှစ်ခါနှလုံးရှစ်ပေါ့နော် အဲဘေးနဲ့မှလည်းသူခါတောင်သုံးလုံးရှိတယ်ပါလိမ့်တယ်ထားပါတော့ဒါလည်းဆွဲပြီးဆွဲထားတဲ့ဟာဒီထဲမှာအဆင်ပြေတာเนาะအဲမညောကျွန်တော်တို့ကဒီဗရိတ်ကိုကိုထိတ်သူ့ရဲ့ဒီငါးကိုလေးမြင်းဆောင်ပြေးထားတဲ့သူ့အပေါ်ကဒီ၃ညာ၅နှစ်ကို၃ညာ၅နှစ်လိုက်ထွက်တယ်လို့ထင်တာပေါ့เนาะဒါဆိုကျွန်တော်တို့ဒီမှာတတိယကက်ကတခါတိုင်းခွာလေးသူ့ရဲ့နောက်တနည်းနှစ်ပိတ်မှာ၃ညာ၁နှစ်နှစ်ထိတ်ထွက်တယ်ပေါ့เนาะအဲ့နှစ်ကိုဒီဘက်နှစ်မှာနှစ်ထိတ်နှစ်ကြိမ်ဆော့သွားပြီသူ့အောက်မှာဆော့မယ်ကနန်းဒီတနည်းနည်းနည်း၃နှစ်၄နှစ်ကျော်က ကနန်းပေါ့နော်အဲလေးနှစ်ကျော်ကနန်းမှာသူညီလာကဒီမှာ9ထိပ်သူ့ရဲ့မြင်းကောင်မှာပြိတ်ကိုဒီမှာ၄ထိပ်ဒီမှာ9ထိပ်၄9 5လို့ထောင်းတယ်9 9လေးလို့ထောင်းတာမရှိဘူးပေါ့နော်အဲ့တော့ဒီ9 6ကိုပဲကျွန်တော်တို့ပြန်ထိုးရမှာအဲ့ခွန်သား၆ကိုဘာလို့ထိုးခိုင်းနေလဲဆိုတော့အဲ့မွေးကျင်တဲ့သူတွေကမွေးထား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 ဆိုတော့ဒီမှာ61ပါဝါခွာလို့သူ့ရဲ့နောက်တနည်းမှာဗရိတ်6လို့ထွက်ရင် တနည်းနှစ်နှစ်သုံးနှစ်လေးနှစ်ကျော်ကဗရိတ်ချောက်ကိုထွက်တာဟုတ်ပြီနော်ဗရိတ်ချောက်လို့စထွက်ပြီဆိုရင်အဲ့ဒါဗရိတ်ချောက်ကအဲ့ဒီမှာစထွက်တာအဲ့ဒီထဲမှာပဲထွိုင်းလဲအဲ့ဒီထဲမှာထွက်တယ်ဒီမှာသုံးထွိုင်းပေါ့နော်အဲ့မှာ၈၃ည၈ဒီကနန်းကိုဒီဘက်ကို၄နှစ်ကျော်ကကျွန်တော်တို့၆ဗရိတ်ကိုစထွက်ရင်အဲ့မှာစထွက်တာဒါဆိုဒုတိယကတ်ကဒီမှာတခါတိုင်းခွာလေသူ့ရဲ့နောက်တစ်နှစ်မှာကျွန်တော်တို့၂၀နှစ်ချိန်မှာ80နှစ်ပါပါခွာလို့ဗရိတ်ခွန်လို့သူ့ရဲ့နောက်တစ်နှစ်မှာစထွက်ရင်ဒီမှာထွက်တာ တနေ့နှစ်နှစ်သုံးနှစ်လေးနှစ်ကျော်ကပြိခွန်စားထွက်တယ်နော်ပြိခွန်လို့စားထွက်ရင်လေးနှစ်ကျော်ကနန်းနော်အဲ့မှာသူအဲ့နှစ်ထဲမှာသူဘာထွင်ထွက်လဲဒီမှာခွန်ထွင်ထွက်တယ်ထွင်တော့ပတ်တယ်နောက်ဆုံးဟုတ်ပြီဒီမှာတက်ခါလိုင်းခွာလေသူရဲ့နောက်တနည်းမှာကျွန်တော်တို့အဲ22ချိန်မှာ83ပါဝါခွာလို့ပရိတ်ရှိလို့ဒီဘက်နှစ်မှာအခုနှစ်မှာထွက်မယ်ဆိုရင်တနည်းနည်းနဲ့3နည်း4နည်းကျော်ကခဏဒီခွန်96အဲ့ဒါမှမဟုတ်ပါပါနေတာဒီ၄3ညာလေးပါတယ်ဒီမှာခွန်ခွန်လေး3ခွက်ပဲရှိတာမွေးရင်အဲ့3ခွက်မွေးတာ အာထိုးနိုင်ထိုးပေါ့နော်ကျွန်တော်ကတော့အချိန်ညအချိန်ညနဲ့တွေ့တဲ့ခါမှာအထိုင်ကိုယူနိုင်တယ်အချိန်ညမတွေ့တဲ့ခါအထိုင်ကမယူနိုင်ဘူးပေါ့နော်အဲ့တော့အာရန်နေတဲ့သူကရန်ပေါ့ကျွန်တော်ကတော့ခွန်၅ခွန်၆၅ပြီးတဲ့ဘွယ်ဆိုတော်တော်လေးကြိုက်တယ်မထွက်တာတော့မတတ်နိုင်ဘူးနော်ခွန်၆၅၄၃ညာ၄ခွန်ခွန်၄အဲ့၃ဘွယ်ဒါလည်းကျွန်တော်မပြဘူးနော်အခုမှပြပြီလားဘာလို့လဲဆိုတော့ကျွန်တော်အားပေးတဲ့ဘေးတက်တီအားနာလို့တဲ့အားတော့ရန်ပေါ့ဗျာ ရှစ်ပရိတ်မှာစမထွက်တင်းမွေးထားပါတော့ရှစ်ပရိတ်စထွက်သွားပြီဆိုတော့မွေးချင်မှမွေးပေါ့ကျွန်တော်ရှစ်ပရိတ်စထွက်ရင်အဲ့သုံးခွက်ကိုပူကြိုက်တယ်အဲ့ဒါမှမဟုတ်၄၃ညာ၄ဆိုကျွန်တော်ဖွဲ့တည်တယ်မပါတယ်ဒီပွဲလည်း၄၃ညာ၄ကျွန်တော်ဖွဲ့တည်တယ်ထည့်ဦးမှာပဲအဲ့ခွန်ချောင်းကလည်းထည့်ဦးမှာပဲခွန်ခွန်လေးကတော့နည်းနည်းလွတ်လွတ်နေတယ်ပေါ့နော်